အတန်းထဲမှာမတိုက်ဆုံးကောက်မှလင်းနဲ့လက်ထပ်ဖို့ဖြစ်သွားပါတယ်။လွန်ခဲ့တဲ့၄ရက်ကတည်းကအကနဲကစိုက်တော့ကိုမြင်တာနဲ့ဒေါသတွေဖြစ်ပြီးပြဿနာတစ်ခုမှမဟုတ်တစ်ခုရှာတယ်။ဘာလို့ဒေါသဖြစ်ရလဲအကြောင်းကိုရှာဖွေကြည့်ဖို့ဟီမိုရီကအကြံပေးလာတာပါ။ရှီစေးကတော့စိုက်တော့ကိုသဘောကျနေတဲ့ကောက်မှလေးဖြစ်ပြီးစိုက်တော့ကိုလာပြီးနှစ်သိမ့်ပေးနေရှာပါတယ်။ကဘာမှာယောက်ျားလေးတွေတရားမမရှိပဲသူပဲကြံနေရင်တော့စိုက်တိုကိုကြိုက်မှာမဟုတ်ဘူးထီတော့အကာနယ်ကပြောလာတာဖြစ်ပြီးစိုက်တိုဘက်ကနေလည်းထတ်တူပါပဲစိုက်တိုရဲ့အဖိုးကသူ့ရဲ့မိင်းနဲ့လက်ဖက်ရည်တောက်ချင်လို့ပြန်ကားလေးကနေလှမ်းပြီးဖုံးဆက်နေပါတယ် ဆိုင်တော့ကမလန်းချင်ပြောတော့၆ပေါက်မှစီးရင်နဲ့အတတော်စောက်တွေအများကြီးပို့ပြီးချက်ချင်းပဲခေါ်ခိုင်းလိုက်ပါတယ်။သူ့ဖို့တန်တို့ကသူတို့မျိုးရိုးဆန်ဆန်လုပ်ခဲ့တဲ့နီးပညာကုမ္ပဏီရှယ်ယာတွေကြတာကိုပြန်တက်အောင်လုပ်ပြီးခပောက်အောင်မှာအကောင်းဆုံးနီးပညာကုမ္ပဏီတစ်ခုဖြစ်လာစေခဲ့တယ်။ဒါပေမဲ့သူသုံးတဲ့ဒီလန်းတွေကတကူအောင်ဆန်တယ်လို့ဖြစ်နေပါတယ်။ချိန်ရနေရာကိုရောက်တော့ထူးဆန်းစွာနဲ့အကနဲကလည်းသူ့ဖွားခေါ်လို့ဆိုပြီးအဲ့ဒီနေရာစီကိုရောက်လာနေပါတယ်။တန်တို့နဲ့အဖွားပြသူတို့ကအမိုးဖွင့်ကအလန်းစားပုံစံနဲ့ရောက်ရှိလာပြီးစားတော့ကြတော့ တဝိုင်းထဲမှာစားတော့ဖွေရရနဲ့စားသုံးရပါတယ်။အင်ရော့တော့အကနဲ့ကဟီမိုရစီဖုံးဆက်ပြီးသူ့အကြောင်းပြောပြလိုက်တယ်။အမွေဆက်ကမဲ့သူလိုချင်တော့ယောက်ျားလေးနဲ့မင်းကလေးလောက်ရဲနှာဘူးကိစ္စတွေလောက်ရမှာပဲ။ဟီဝရီကတော့မညာတာဘူး။အမဘူးလေဆိုအချိန်20လောက်မွေးရမှာတဲ့အထိပြောကုန်လို့အကနဲ့ရဲ့ခန်းစားချက်တွေကတော့တန်ပတ်ကုန်ပါပြီ။၃ရက်ကြာတော့နှစ်ဖက်ကအဖိုးနဲ့ဖွားကအကနဲ့နဲ့စိုက်တို့ကိုသူတို့ရဲ့သဘောထားခေါ်မေးပါတယ်။နှစ်ယောက်လုံးကတော့လက်ထပ်မယ်လို့ဖြစ်လိုက်တာပါ။ အခုကလေးကသူတို့အတွက်ကိုနေရာမဲ့အိတ်စီပို့တော့မှဖြစ်ပြီးအောင်ပစ္စည်းတွေလည်းအကုန်ပို့ထားယူပါပြီလက်ထပ်စာချုပ်လည်းပို့ပြီးပြီအမိုးဝင်ကနဲ့အင်းရှင်းမှာနှစ်ယောက်ကိုခြားထားကန်နိုင်ရပြီအထက်မှာ TV ကောင်းစားတွေအပါဝင်ခန်းဝင်ပစ္စည်းအကောင်းစားတွေကြီးထားရတွေ့ခဲ့ရတယ်မီးနဲ့ဘူပေါင်းကြီးချုပ်ကန်စိတ်အေးနိုင်စုံစာလုပ်တဲ့အခန်းအိမ်ကန်းထဲမှာဂရေနဲ့အဲ့ရတခုပဲတွေ့တော့အဖိုးပြည့်သူတန်ရုပ်ကိုဖုန်းဆက်မိကြတယ်ဆိုဖာကြမ်းမြင့်သုံးပိုင်ခွင့်မရှိပဲလင်မယားတွေမို့လို့တဲ့ရရတဲ့အေးရမယ်လို့အတန်ရူကဆိုလာပါရဲ့အဖားကလည်းနှစ်ယောက်တည်းကိစ္စမှာစူးစမ်းတော့ဆိုပြီးသူ့မိအကနဲ့ကိုမှားလိုက်တာပါ နာဘူးကိစ္စရဲ့နေလုံးပါမလားခုနငါတို့ကလုံးရှာနေရတဲ့လိုအကြည့်မျိုးနဲ့ကြည်ကလေးကတိလိုက်ပြီဆိုပြီး site တို့ကိုအကာနဲ့ကခဲတံကြီးကြီးနဲ့ရွယ်လိုက်ပါပြီပစ္စည်းကိုလည်းမတဲခိုင်းမဲထမင်းစားချိန်တော့အကာနဲ့ကလူနာကတ်မကတ်ပါဘူးညာရေးကြတော့ဂရင်ကတေးနေပြီနှစ်ယောက်လုံးကကြောက်နေပါရင်ကြော်ပြထားကြတော့နောက်ကျောကိုလာတီးရဲ့အနှွေးတဲ့ခေါင်းလျှောက်ပြီးကစားခေါင်းလျှောက်ရဲ့အနံမှုမွေးလေး အကနေရတော့နည်းနည်းလောက်ဖြစ်ဖြစ်နှာဘူးကိစ္စတွေလုပ်ရင်စိတ်ဆိုးမှာနော်အရင်ကလည်းတစ်ခါမှမလုပ်ဘူးရီစားလဲထားဖို့ရမဟုတ်ဘူးခလေးထက်ယူခံရင်ဘယ်လိုလုပ်မလဲစိုက်တို့ကမေးလိုက်တော့အကနေကလှမ်းပြီးခန္ဓာကိုယ်လှုပ်ရှားမိသွားတယ်အကနေအတင်မှာကိုစိုက်တို့လက်ကထိသွားပြီးဒါကပါလဲနူးညံ့လိုက်တာဖင်ကန်လိုက်တယ်မလားလက်ချောင်းကိုချိုးပြင်မှာနော်ကျင်းတယ်လေမတက်နိုင်ဘူးပြီးတော့လာတိကအနေလေအဲ့တော့လက်ရှိအချိန်ကျောင်းမှာတော့သူတို့နှစ်ယောက်လက်ထက်လိုက်တာကိုတခြားသူတွေကိုအကနေကပြောစီခြင်းမဟုတ်ပြောလိုက်ရင်ဘွားတစ်ခုလုံးစုပ်ပြက်ပြီးအဆုံးသက်သွားမယ်လို့တောင်ထင်နေရပါ စိုက်တို့ကလည်းအသက်နဲ့ရင်းပြီးလှုပ်ဝက်ထားပေးမယ်လို့ဆိုလာပါရဲ့ဒီမရင်အပိုင်းတက်ကပြေဆုံးလာပါရဲ့အတန်းနဲ့ရောက်တော့ရှီစေးကစိုက်တို့ရဲ့ခေါင်းကိုနမ်းကြည့်ပြီးခေါင်းလျှော့ရဲ့နမ်းကမတူဘူးဗမာညာရီလာလည်းမေးတော့အဖေခေါင်းလျှော့ရဲ့အစ်စ်ဝဲလာတာဆိုပြီးစကားအထစ်အထစ်နဲ့ပြန်ဖြေလိုက်ရတယ်ခေါင်းလျှော့ရဲ့နမ်းနဲ့မကဘူးမင်းကလေးနမ်းမှာရနေတယ်အဖိုးလိုအပြုံးမှုရထိုးစမ်းနေလို့စုံစမ်းလိုက်တော့အိမ်အစ်စ်နေရပါတည်နေပြီဆိုတော့စိုက်တို့ကရှီစေးကိုအခန်းမြင်ခေါ်ထုတ်သွားတာပါအိမ်မှာလည်းစိုက်တို့ကဟင်းသီးဟင်းအချို့ရဲ့ကတ်မန်နဲ့ပရိုတိန်းတွေရောပြီးအချို့ရဲ့လောက်တိုင်းနေလို့အကာနေကတော့မတော့ချင်ပါဘူး ငါဘွားရဲ့နောက်ဆုံးစားသလာလို့တော့ထင်နေပါပြီ။တိုင်ချောင်းနဲ့ဘုံတွေရောရောထားလားစားကြည့်တော့အရင်မကောင်းပေမဲ့တာမန်တော့တော့စားလို့ကောင်းနေပါလေ။မနေ့ကျတော့အကာနဲလာနိုးတာကိုရှီဆေးလာနိုးရဲ့ထင်နဲ့စိုက်တိုကဆွဲအောင်အိတ်လိုက်သေးတယ်။အကာနဲရဲ့အထူးတောင်းခံလိုက်ရပြီ။မင်းညကပကံနေမဆေးထားလို့ခေါ်ဆူတာပါ။အကာနဲကဟင်းချက်ရတဲ့အတွက်စိုက်တိုကတော့ပကံနေဆေးသင့်တယ်လေ။ပကံကိုဘေးစင်မှာထားထားရင်စိုက်တိုကတော့ခေါင်မိုးတိမှဆေးခြင်းပြီးအမိုက်တွေကိုလည်းတလားမတခါပြစ်ချင်နေပါလေ။ ဒီလောက်တံမိုးထားကွာပုံချင်းအတူတူနေနိုင်မှာမလားစိုက်တော့ဂိမ်းဆိုတာဆူလုံးလို့အကာနဲ့ကဆာလုံးလို့မရပြန်ပါဘူးဂိမ်းကလည်းသွေးထွက်သက်ရိုဂိမ်းနေဖြစ်တာကြောင့်အိမ်နဲ့ဒီလိုကျဲတဲ့ဂိမ်းနေမဆွဲရဘူးဆိုပြီးဂိမ်းဆက်ကြီးကိုဆွဲလာရမ်းလာတယ်ဖြစ်ကုန်ပါလေရေပူနဲ့ရေချုံနဲ့ရောအပူလုံးမီအကာနဲ့ကရေချိုးကန်းနဲ့သတိလေးနေလို့စိုက်တော့ကသွားခဲ့ရင်ချော်လဲကုန်တယ်အဲ့ဒီတည်းအကာနဲ့ကသတိပြန်လာပြီးအဝိပလာရင်နဲ့ဆိုတော့လှမ်းပြီးထောက်အောင်ပါတော့ရင်အမလေးတော့အိမ်ကနေထွက်သွားဒီချိုးကနေထွက်သွားကဘာထဲမှာတော့နေဝင်ပေးပါဟာ ဒရယာမဟုတ်ချိန်မှာသူရေချိုးရင်အိပ်ပျော်သွားတာ site တို့ကကဲဖို့လုပ်ပေးရတာဆိုပြီးစဉ်းစားမိလာတယ်။အဲ့ဒါနဲ့ကျေးဇူးတင်စကားကိုအိတ်ခန်နေပြောမယ်လို့တော့ site တို့ကပဲအရင်အိတ်မယ်လို့ပိတ်ပြောပြီးအိတ်သွားပါပြီ။တောင်းတော့အကနေကလည်း Himorusi ကအကြံဉာဏ်ယူ site တို့ကလည်းရှီစေးစီကအကြံဉာဏ်ယူရင်းအိမ်ရောက်တော့အကနေဘက်ကစပြီးဘလို့လုပ်ရင်သိမျက်နှာနဲ့စကားပြောအောင်လို့စပြောလာပါတယ်။ဒီလိုစက်နေရင်ကွာရှင်းကြရတော့မှဖြစ်ပြီးကွာရှင်းဖို့လုပ်ရင်နှစ်ဖက်လုံးအတွက်အဆင်မပြေနိုင်ပါဘူး။အတန်းထဲမှာမုံဆုံးသူကိုလက်ထပ်ခဲ့ရပြီမဲ့အကနေကတော့အခုတစ်ခါမှတော့သိမျက်ချင်နေပါတယ်။ ီမှာလည်းအပိုင်းနဲ့ကပေးဆောင်တာပါရဲ့